မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မြမကံရံတလျှောက်မှာဖြစ်ပေါ်နိုင်တဲ့လှိုင်းလေခြင်းတွေကိုဖော်ပြပေးပါမယ်။မလူမသာသူတေတေအွန်လိုင်းကတော့မေလ20ရက်နေ့နဲ့12မိနစ်30ချိန်မှာကိုလိုထောပြန်ခဲ့ပါတယ်။မေလ23ရက်ကစတင်လို့ဖြစ်ပေါ်လာနိုင်တဲ့လေဖြစ်အားနဲ့ရောင်းအရှင်ကြောင့်မြို့ဝကျွန်းပေါ်နဲ့မွန်တဲနိုင်ကံရံရခိုင်ကံရံတလျှောက်မှာမေလ26ကနေစတင်ပြီးတော့မုသက်နေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။ ရေပြင်လေပြင်ဟာတနအီကို45မိုင်နဲ့လှိုင်းမြစ်ဟာ73ပေအထိရှိနိုင်တယ်လို့လဲဆိုပါရယ် ဒါပြင် ECN, WF, ECN, WAIFS, GF, GEF, GPS, IGO Morality ရဲ့ကြိုတင်ခန့်မှန်းချက်တွေရရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်းပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တရင်းနိုင်တိုင်းမှာမေလ23ရက်ကစလို့ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရောင်းအရှင်ကြောင့်မေလ22 23ရက်ကနေဂျွန်လလာဇန်3ရက်ထိမိုးရွာနိုင်ခြင်းမြင့်တက်လာပြီးတော့မိုးအသင်တင်းကနေမိုးများနိုင်တယ်လို့ဆိုပါရယ် ကြံပြင်းနဲ့တိုင်းနေမှာမိုးနဲ့ငယ်ကနေအတင်းတင်းရွာသွမ်းမယ်လို့လဲဆိုပါရယ်။ဒါအပြင်မေလ19ရက်မှာနောက်တောင်မုံတုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေသကိုဝင်ရောက်ပြီးဖြစ်တဲ့အကြောင်းနဲ့ အရေးပြပင်လည်းပြင်ရပင်လည်းအော်မှာအထက်လေဝေးလား UACC တွေဖြစ်ပေါ်လျက်ရှိတဲ့အကြောင်းအိန္ဒိယမူလဝဒဌာန IMD ကဒီနေ့မှထုတ်ပြန်ထားပါတယ်။ ECNW ရဲ့ချမဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းကြွတင်ခံမှန်းချက်တွေကတော့ပြင်လာပင်လည်းဝင်တဲ့အရေးပြပင်လည်းတွေမှာမေလ21ကနေ22ရက်နေ့တွေမှာဖြစ်ပေါ်နိုင်တဲ့ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းက90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိရှိပေမဲ့ ဆိုင်ကလုံးမောင်နိုင်အစဉ်လေးတိုင်းနှုံးအတိမရောက်နိုင်တဲ့အကြောင်းကြိုတင်ခံမှန်းကြည့်တင်ချာပုံစံပြုမှုတွေမှာတွေ့ရပါတယ်။မေလ30ရက်မှာဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဆိုင်ကလုံးမောင်နိုင်ဖြစ်နိုင်ခြေ80ရာခိုင်နှုန်းရှိနေတဲ့အကြောင်းမေလ19ရက်မနေ့6နာရီခွဲမှာအသစ်ထုတ်ပြန်တဲ့ ECNW chat မှာတွေ့ရပါတယ်။မုတ်တုံဝင်ရောက်ပြီးမိုးရာသီအတွင်ရောက်ရှိနေလို့ဖြစ်လို့မြန်မာနိုင်ငံအနှံ့မိုးဆက်လက်ရွာသွန်းခြင်းတွေရှိနေမှာဖြစ်ပြီးမိုးနဲ့များလေတိုင်းတို့အနေများဟာပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ထူးခြားမလို့သာအခြေအနေပေါ်တွေမူတည်က အပြောင်းလဲရှိနေမှာဖြစ်ပါတယ်။ ဝင်ဒီ ECNW ရဲ့နေ့ကြိုတင်ခမ်းမ်းချက်တွေရတော့မေလ20ရက်မနေ့6နိုင်ကနေ22ရက်မနေ့6နိုင်အတွင်းမှာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းကအထက်လေဝေလိုက်နေပြည်အားနဲ့ရုံရဲ့အရှင်ကျောင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်းအရှေ့ကျန်းနေပြည်တော်မန္တလေးတိုင်းမှာတော့မိုးတင်းတင်းကနေမိုးများနိုင်ကြောင်းတွေ့ရပါတယ်ဆက်လက်ပြီးတော့လည်းမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေပူချိန်နဲ့အနည်းငယ်မြင့်တက်လာနိုင်တာနဲ့မိုးလညနေပိုင်းအချိန်တွေမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေခမ်းမ်းချက်ကိုဖော်ပြပေးပါမယ်။ဒီကြောင့်မို့လို့သာဥွေဖြူအောင်ကတော့20ရက်5လ2025ရက်နေ့ဘက်9:15မိနစ်အချိန်မှာကိုတို့ထောက်ပြခဲ့ပါတယ် ယ်။မြန်နိုင်ငံအလဲပိုင်းဒေသတွေမှာနေသားချင်းတွေများလာကနေဖို့ချင်းတွေအနည်းငယ်မြင့်တက်ပါမယ်။မိုးလေညနေပိုင်းချိန်မှာတော့မိုးရသွန်းနိုင်တဲ့နေရာတွေကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရခိုင်ပြည်နယ်အထက်ပိုင်းမှာနေရာဆင်းစင်မိုးရသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးအလဲပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာတော့နေရာကျဲကျဲမိုးရသွန်းပါမယ်။ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းချင်းပြည်နယ်အောက်ပိုင်းနဲ့အရွေတိုင်းဒေသကြီးတွေမှာနေရာကွက်ကြားမိုးနဲ့ငယ်ရွာသွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်ထက်တဲ့ပြေထုံပါမယ်။ ဒါအပြင်နေပြီးတော့လေဝေပြင်းမနာအေလာရမဲသင်များဟင်္ဒရာတရားရီနဲ့ရမဲသင်တို့ရဲ့အနီးတစ်ဝိုက်မှာတော့နောက်တစ်နာရီအတွင်းမှာလျှက်စီးလက်တာမိုးချိမ့်တာတွေမိုးရွာသွန်းလာနိုင်တယ်လို့လည်းဆိုပါရစေ။ ဆက်လက်ပြီးတော့မေလ22ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ဗင်္ဂလားပင်လယ်ခြေနေကတော့ကပလီပင်လယ်ပင်နဲ့ဗင်္ဂလားပင်လယ်မှာမုတ်တုံလေအာတဲ့တဲ့ရှိပြီးတော့တိမ်တဲ့တဲ့ကနေတင်ထွက်ပါတယ်။ပင်လယ်ပင်ခြေနေကတော့တရနိုင်ကရရခိုင်ကရမုတ်မကွေနဲ့မြဝကျောပေါ်ဒေသတွေမှာတော့လျာအနောက်နောက်တောင်ဘက်ကနေတနအေကို15မိုင်ကနေ25မိုင်ကတိုက်ခတ်ပြီးတော့လှိုင်းတဲ့တဲ့ကနေလှိုင်းကြည့်ပါမယ်။မိုးခြေနေဟာနေပြီးတော့စပိုင်းတိုင်အောင်ပိုင်မန်လေးတိုင်ရန်ကုန်တိုင်တရနိုင်တိုင်ကချင်ပြည်နယ်ရှမ်းပြည်နယ်ပင်ရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မိုးပြည်နယ်မှာနေရာဆဲဆင်မိုးထစ်ကြုံရသွားပါမယ်။အရာတွေတိုင်းမကွေ တိုင်းနဲ့ခရနီပြည်နယ်မှာတော့နေရာကျဲကျဲမိုးထက်ကြုံရွာသွားပြီးတော့စကိုင်းတိုင်းထပ်ပိုင်းနဲ့မကွေးတိုင်းမှာနေရာကွက်ပြီးမိုးထက်ကြုံရွာပါမယ်။နေ့ပူချိန်ကလည်းမနိုင်ငံတွန်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့2025ခုနှစ်မေလ20ရက်နေ့ဒီနေ့မိုးလက်2နာရီချိန်နေ့စဉ်မလူသားတွေကိုဖော်ပြပေးပါမယ်။ရမန်နေ့မနက်9နာရီခွဲချိန်ကလည်းဒီနေ့မနက်9နာရီခွဲချိန်တွေမလူသားတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့20နာရီတွေကတရင်းနိုင်တိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ကြောင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရမ်းနယ်ရှိပိုင်းမှာနေရာကျဲကျဲမန္တလေး ိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာဆင်းဆင်းနဲ့ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမုတ်တေကြုံရွာသွန်းပြီးတော့နေပြည်တော်မှာနေရာကွက်ပြီးမူကြီးခဲ့ပါတယ်။ နေဝချင်းတွေကတော့ပြင်ပြင်းနဲ့မှာမေလရဲ့ပြည့်မြအပူချိန်အတွက်၄ degree celsius နဲ့၃ degree celsius ဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမေလရဲ့ပြည့်မြအပူချိန်အတွက်၂ degree celsius ပို့ခဲ့ပြီးတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာမေလရဲ့ပြည့်မြအပူချိန်အောက်၂ degree celsius ရောင်းနေခဲ့ကကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမေလရဲ့ပြည့်မြအပူချိန်ကန်တာရှိခဲ့ပါတယ်။စောက်ပွေးရံ9လ2025နှစ်မှာတော့ဖြစ်ပေါ်ခဲ့တဲ့ထူးခြားနေပူချိန်တွေကတော့၆မြို့မှာ၄၀ degree celsius ရောင်းနေလေးပင်မှာ38.5 degree celsius ကောရဲမှာ38.5 degree celsius ညောင် ဦးနဲ့ပဲခုံးကမှာ38.3ဒီဂရီဆယ်စီယက်စီညင်းရမှာ39.9ဒီဂရီဆယ်စီယက်အောင်လန်နဲ့ဆင်မြူးကျွန်းမှာတော့39.6ဒီဂရီဆယ်စီယက်စီမကွေးမှာ39.1ဒီဂရီဆယ်စီယက်နဲ့ဖမ်းမှာ36.9ဒီဂရီဆယ်စီယက်တွေဖြစ်ကြပါတယ်မသားဖွယ်ရမွေးချင်းတွေကတော့ကျွဘက်ကောင်မျိုးမှာ1.8တက်လက်မှာအုတ်ကံမှာ1.9ခွန်ခွန်လက်မှာနေပြည်တော်ဇေယသီရိမြို့နယ်မှာ1.6တက်လက်မှာတထုံမှာ1.5လက်မှာ ဒနုမြို့မှာ3.35လက်မှာမောင်းမယ်မှာ3.32လက်မှာကလေးဝမ်းမြို့မှာ3.39လက်မှာတိုက်ခမီမြို့မှာ3.36လက်မှာမိုးညစ်မှာ3.32လက်မှာနဲ့မာယောင်မြို့မှာတော့3.33လက်မှာဖြစ်ကြပါတယ်။ပင်လယ်ပင်တော်ချင်းတွေကတော့ကပ်ပြီးပင်နေပြီ။ပင်လယ်ပင်တော်တောင်ပိုင်းနဲ့ရှေ့လယ်ပိုင်းမှာမုတ်တုံနဲ့အားနဲ့နေပြီးတော့ကြံပင်လယ်ပင်တော်မှာတိမ်တဲ့တွေကလည်းတင်ပြပါတယ်။မနက်ဖြန်မနက်ချိန်ကြီးခံမဲ့ကြာကတော့မွေးတိုင်းဒေသကြီး၊ဂိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့နေရာကွက်ချ မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာအကျဲ့ကျဲ့နဲ့ကြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာဆိတ်ဆိတ်မှုထကြုံရသွားပါမယ်။ရွာရံရုံပြည်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုခြေနေကစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့တရင်းတိုင်းတိုင်းဒေသကြီးမှာမိုးတိမ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိမ်တောင်ရွှေရှားရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းနဲ့တိုက်ခတ်တာမိုးထကြုံတာမိုးကြိုးပြစ်တာလျှင်စီးလက်တာနဲ့မိုးတိကျတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ မြန်မာပင်လယ်ပြင်မှာလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြဟာမကန်ရတဲ့တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ9ဘီကနေ9ဘီကရှိပါမယ်။နောက်နှစ်အတွက်ကမန်ကျောက်ကတော့နောက်တော်မုတ်တုံတွေကမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုဝင်ရောက်ပါမယ်။နေပြည်တော်နဲ့ညီထွက်အတွက်နက်ပတ်မနေ့ကျေးဒီကမန်ကျောက်ဟာနေရာကွက်ကြားမှုတစ်ချုံရောက်ပါမယ်။ရွာရံလုံးပြဖြစ်ပါတယ်။ရောင်မြို့နဲ့ညီထွက်အတွက်နက်ပတ်မနေ့ကျေးဒီကမန်ကျောက်ဟာနေရာကွက်ကြားမှုတစ်ချုံရောက်ပါမယ်။ရွာရံလုံးပြဖြစ်ပါတယ်။ နိုင်လိမြို့နယ်နေထွက်တော့နောက်ပါမနေချေဒီခံမှန်းကြာနေရာကွာကြမိုးထချုံရပါမယ်ရွှေရံရောင်းပြဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့2025ခုနှစ်မေလ20ရက်နေ့ဒီနေ့မနက်7:00နာရီခွဲချိန်ပင်လယ်ပြင်ခီးအတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်မင်္ဂလာပင်တော်ခြေနေကတော့ကပလီပင်လယ်ပြင်ပင်္ဂလာပင်တွေကိုတောင်ပိုင်းနဲ့ရှေ့လယ်ပိုင်းမှာမိုးသုံးလေအားနေပြီးတော့ကြံမင်္ဂလာပင်တွေမှာတင်းတင်းနဲ့ကရင်တင်းတက်ပါတယ်ရောင်းကနေ3နာရီကင်မရာတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မလို့သာခံမှန်းချက်ကတော့ဒီနေ့မော်တယ်ကနေနောက်24နာရီအတွင်းမှာတော့နေရာစစ်စစ်မိုးထချုံရပါမယ် မြင်တာရင်းတွေကတော့လေးမိုင်မွေးရစင်မှာတမိုင်ကန်နဲ့ရင်းရင်းလေးပြင်းဟာတောင်တောင်မှုရှိတောင်ကိုတနအိုက်ကိုပင်လယ်မှာစင်မိုင်ကနေ15မိုင်တခါတည်း25မိုင်ကနေမိုင်30ရှိပါမယ်။လှိုင်းကျင်ကြီးဟာလှိုင်းသင်းနဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ9မိုင်ကနေ9မိုင်ကရှိပါမယ်။ရောင်ကနေရခိုင်ကဲရက်တချောင်းပင်လယ်ပြင်ခီတော်မလို့တာခမန်းချက်ကတော့ဒီနေ့မော်တယ်ကနေနောက်24နာရီအတွင်းမှာတော့ညာချင်းချင်းမှုတကြုံရပါမယ်။မြင်တာရင်းတွေကတော့လေးမိုင်မွေးရစင်မှာတမိုင်ကန်နဲ့ရင်းရင်းလေးပြင်းဟာတောင်တောင်မှုနောက်တောင်ကိုတနအိုက်ကိုပင်လယ်မှာစင်မိုင်ကနေ15မိုင်တခါတည်း25မိုင်ကနေမိုင်30ရှိပါမယ်။ လိုင်းချင်တွေဟာလိုင်းတည်တည်ရှိပါမယ်။လိုင်းမြား9ဘီကနေ9ဘီကရရှိပါမယ်ရှင်။ဆက်လက်ပြီးတော့ပြိုကျ Sky Pillar ကအမျိုးသမီးအလောင်းတစ်လောင်းထပ်တွေ့တဲ့အကြောင်းဖော်ပြပေးပါမယ်။အင်အားပြင်းငယ်တွေကြောင့်ပြိုကျခဲ့တဲ့ Manly Sky Pillar အဆောင်အုံကိုရန်ရည်တွေနဲ့ဖယ်ရှားရှင်းနေနေရမှာ မေလ19ရက်မနက်7:00နာရီခွဲကျော်ကစီဆောင်အခန်းအမှန် M2 ပါလေအယုဓမီတယောက်ရဲ့ရုံတော်ကိုထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မနေ့ကလည်း B ဆောင်ကပကင်ကနဲ့မျိုးသားတယောက်ရဲ့ရုံတော်ကိုထုတ်ယူနိုင်ခဲ့ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ခရစ်တမခရစ်စင်ရှိတဲ့အင်အားပြင်းငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ Sky Pillar အဆောင်ကလည်းမေလ19ရက်ဒီနေ့အထိကလေးတွေအပါအဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ မန်လေးကစကိုင်းပီလာအင်ဂျင်ကိုတို့နဲ့ဂရိုဟိုတယ်တွေပြုကြတာကြောင့်လူများပြားတည်ဆုံခဲ့ရပြီးတော့ဒီနေ့ချိန်ထိရှင်းလင်းရှာဖွေတွေလုပ်လို့မပြီးသေးဘူးလို့လည်းသိရပါပါတယ်ရှင်။